ူတာလို့ဘိုက်စားလို့ရှိရင်လို့ခဏခဏအလိုကြိုက်တဲ့ချိန်အောက်စင်စားရတော့အရင်အဆင်ပြေတယ်လို့ကျန်နေကြောပဲလေအဲ့မပြန်ပြောမျက်နှာထမပြင်ပြင်ရတော့ဗောပင်ပင်လေးတိတ်တိတ်လေးချစ်ဆယ်လေးလောက်ပါလေအခုလည်းလောက်ပါလေသူကဟိုဗောတစ္ဆောက်လာတောင်းမဲ့ဗောတော့အဲ့လိုပြောပြီးမှလာတောင်းသွားတာပဲဟုတ်ဒီသားကမဖြစ်လိုက်ဘူး။ဒီသားမဖြစ်ဘူး။ဒီသားမဖြစ်ဘူး။တောင်းလို့ပါသေးတယ်။ တစားတော့ဟော့ပေါ့ကကြိုက်တယ်ဟိုပြောဘယ်လိုပြောရမလဲအကုန်လုံးဟိုသူကကျတော့အချင်းဆက်ပေးတာအရန်စားလို့ကောင်းတယ်တစားမျိုးသားအချင်းဆက်တာအရန်ကောင်းတယ်အဲ့လိုဆိုတော့တစားဟော့ပေါ့နဲ့အဲ့အချင်းနဲ့စားရတာကိုအရန်ကြိုက်တယ်ပြောတစားဟင်းလဲသိပ်မချက်တတ်တဲ့အခါကျတော့လေအဲ့လိုဘိုက်စားတယ်ဆိုရင်တော့အောက်စင်စင်မီရောမှအဲ့လိုဘူဖေးခင်းထားတဲ့ဟင်းတွေပဲဖြစ်ဖြစ်ဒီဟော့ပေါ့ပဲဖြစ်ဖြစ်အများတော်စားဖြစ်တာပါ လို့သူနဲ့ယူတာလို့ဘိုက်စာလို့ရှိရင်လို့ခဏခဏလို့ကြိုက်တဲ့ချိန်အောက်စင်စားရတော့အရင်အဆင်ပြေတယ်လို့သူကလည်းတော့ပြောဖြစ်တယ်။အမျိုးသမီးကဟုတ်ကိုကြိုက်တယ်ဆိုတော့ခိုင်ခိုင်မဖွင့်ချမလိုက်ဘူး။အမြဲတမ်းစားစားတာပိုအဆင်ပြေသွားတာပေါ့။ အရင်တော့ကျတော့တဇာနဲ့အမျိုးသားနဲ့မယူခင်ကစအမျိုးသား Hotpot City ကတော့သူဖွင့်ထားပြီးသားပဲပေါ့နော်တဇာနဲ့ယူပြီးတဲ့အချိန်မှာမှ Hotpot City အလုံးဖွင့်ဖြစ်တယ်ပြီးတော့ AKA ပေါ့အဲ့ဒါကြီးဖွင့်ဖြစ်တယ် SMY ဆိုတော့ Sukiya Yakiniku ကိုပေါ့အခုနောက်ဆုံးဖွင့်ထားတော့ SMY လေးဖွင့်ဖြစ်တာပေါ့နော်အရင်တော့ကတော့သူက Hotpot ပဲတည်တက်ဖွင့်တာနောက်ပဲကျတော့တဇာတို့နှစ်ယောက်ကအဲ့လိုအကင်လဲကျိတ်တော့လေးအပြင်မှာသွားစားရင်းနဲ့မှအကင်ရောတက်ဖွင့်ပါလားဆိုရင်လည်းအကင်မှာဖွင့်ဖြစ်သွားတာဟုတ်ဒါလည်းရအောင်နောက်တန်းတန်းဆိုတော့ဘယ်လောက်ရှိ school နဲ့တော့ရှင်းတယ်ထင်ပါရှင်းနေကြောဟုတ်ရှင်းနေကြောပြန်တွေးကြည့်တော့တိတ်မဲ့ဘယ်လိုမှအေးရမတာရှင်းနေအေးရှင်းနေကြပေမဲ့လည်းအဲ့မပြန်ပြောမျက်နှာထမပြင်မြင်ရတာပေါ့ပြန်ကြည့်လို့မိပြရပါတော့အေးပါပါအဲ့ဒီတော့ကဒါစတာဘယ်တော့မှလှနေဘုံမျက်လုံးတွေမပြောပြရောပင်ပင်လေးတိတ်တိတ်လေးချစ်စရာလေးလောက်ပါလေခုလည်းလောက်ပါလေ အဲ့တော့ကလေဟိုဟာ तू ကဟိုဘောတစားလာတောင်းမဲ့ပေါ့တော့အဲ့လိုပြောပြီးတော့မှလာတောင်းသွားတာပဲဟုတ်ยีซ่าမဖြစ်ဘူးဟိုဟာမဖြစ်ပဲလာတောင်းပြီးမှအဲ့လိုยีซ่าအဲ့လိုပေါ့မင်္ဂလာဆောင်မှုစီစဉ်တဲ့အချိန်မှာမှยีซ่าဖြစ်သွားတာကဲအပိုင်ကန်လိုက်တာတော့ยีซ่าဖြစ်တာတောင်းလာပါသေးတယ်ဘာပါတော့မြင်တော့ဘယ်လိုပဲအိမ်ထောင်ဖက်အနေနဲ့ရွေးချယ်မျိုးပေါ့เนาะအဲ့လိုမျိုးဆုံးဖြတ်လိုက်တာပေါ့ဟုတ် ကျတော့ဟိုအမနဲ့ကတခြားအမနဲ့တငယ်ချင်းပေါ့နော်အဲ့လိုမျိုးဆိုတော့အရင်တော့ကလည်းအဲ့လိုအမကမိတ်ဆက်ပေးမယ်လို့တော့ဟိုပြောဘူးလေဒါပေမဲ့ကြောက်နဲ့ကြောက်ကလည်းအဲ့လိုမျိုးဘယ်လိုပြောရမလဲအာမစုံဖြစ်ဘူးပေါ့နော်မိတ်ဆက်တာလည်းမလုပ်ဖြစ်ဘူးအဲတစားရိုးအိမ်ပြင်းနေနဲ့မှအဲ့ကနေအပြန်သူ့ရဲ့စားတော့ဆိုင်မှာသွားဆိုင်နေမှာအိမ်မှာမှအစပြီးတော့တည်တာပြီးကြမှဟိုပေါ့ဟိုစကားနည်းနည်းပြောတယ်ပေါ့နော်စကားနည်းနည်းပြောရင်းနဲ့မှအမှသွားလာတောင်းမယ်ဆိုပြီးတော့လာတောင်းဖြစ်သွားတာရိုးရိုးလေးပါပဲ အမျိုးသားနဲ့တရားနဲ့ကြောက်တော့လေအလိုတယောက်နဲ့တယောက်ဂယုစိတ်တာထက်စားလို့ရှိရင်ကိုယ့်ရဲ့သားသမီးကိုပို့ပြီးတော့ဂယုစိတ်ဖြစ်တာများတဲ့အဲတရားကလည်းတရားသားသမီးကိုကိုကအလိုဂယုစိတ်ပေးနေတာတွေ့လို့ရှိရင် तू ကလည်းအရန်သဘောကျတယ်လို့မျိုး तू ကသားသမီးတွေပေါ်မှာအချိန်ပေးပြီးတော့မှအဆော့ပေးတာလို့ပါလို့အဲ့လိုမျိုးပေါ့နော်ဟိုပုံမှန်မိဘတွေလုံနေတယ်လို့မျိုးပါပဲအဲ့လိုမျိုးလေးတွေ့ရဆိုတရားကလည်းအရန်သဘောကျတယ်တယောက်နဲ့တယောက်ကကြောက်တော့ဘယ်လိုပြောမလဲတရားတို့ယောက်ကသားသမီးအတွက်ဟို ဒါသမီးကိုချစ်ပေးနေရရတာနဲ့တည်းကိုကိုယ့်ရဲ့အိမ်တော်ကြီးကပူပူပြီးတရားလာတာပေါ့နော်ဟုတ်ဟုတ်သူတောင်းသူချိန်ပါတယ်ဟုတ်ဥမာကလေးပေါ့ဟုတ်အကောလုံးပေါ့ဟုတ်ဟုတ်အခုချိန်ကြီးချစ်ပေးရပိတ်သက်တဲ့အားလုံးကျေးဇူးများရည်တင်ပါတယ်ရှင်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ thank you ပါ